ဘိုးပြဲမြို့ကိုပြန်သိမ်းဖို့အင်အားအလုံးအရင်းနဲ့စစ်ကောင်စီတပ်ထိုးဖောက်လာနေပါတယ်။ရှမ်းပြည်တောင်ပိုင်းနဲ့ကရင်နီပြည်နယ်အဆက်ကမိုးပြဲမြို့တွေကိုစစ်ကောင်စီတပ်ကအင်အားအလုံးအရင်းထိုးဖောက်ဝင်ရောက်လာတဲ့အတွက်ပြည်သူတွေအနေနဲ့မိုးပြဲမြို့ကအထက်ကလမ်းမကြီးကိုလုံးဝဖြတ်တန်းသွားလာတာမဟုတ်ဘူး။ရှမ်းတောင်ကရင်နီတပ်ပေါင်းစုကဂျွန်လ30ရက်ညပိုင်းမှာသတိပေးထုတ်ပြန်လိုက်ပါတယ်။အထက်ကလမ်းမကြီးကိုပြည်သူတွေလုံးဝအသုံးမပြုဖို့အပြင်မိုးပြဲမြို့နားမှာရှိတဲ့ကျေးရွာလူစုအနေနဲ့ စစ်ရေးသတင်းနဲ့သွာလာနေထိုင်ကြဖို့လည်းတိုက်တွန်းထားပါတယ်။မိုးပြဲမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ကိုရှမ်းတောင်ကရင်နီတပ်ပေါင်းစုကလက်ပေါင်းများစွာအပြင်းထန်တိုက်ခိုက်ခုခံနေတာဖြစ်ပါတယ်။ရှမ်းတောင်ကရင်နီတပ်ပေါင်းစုထဲမှာကရင်နီအမျိုးသားများကကွယ်ရေးတပ် KNDF ဒီမော့ဆို DMO Local PDF ရှမ်းတောင်ဗျူဟာတက်မိုးပြဲ Local PDF နဲ့ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA တို့ပါဝင်ပါတယ်။ မိုးပြဲအခြေအနေကတော့နောက်ဆုံးအဆင့်မဟုတ်သေးပေမဲ့အဆုံးအဖြတ်ဖြစ်လာမယ့်အဆင့်အထိရောက်နေတယ်လို့မိုးပြဲမျိုးကစစ်ရေးသတင်းရှင်းပြတဦးပြောပါတယ်မိုးပြဲကိုရဖို့အတွက်စစ်ကောင်စီတပ်ဟာလေကြောင်းနဲ့လက်နက်ကြီးပစ်ကူအားပြုပြီးမြေပြင်တပ်ဖွဲ့အင်အားရာချီတုံးပြီးတော့ထိုးစစ်ဆင်လာတာလို့သိရပါတယ်ကရင်နီတပ်ပေါင်းစုက2023နှစ်ကုန်ပိုင်းမှာစစ်ကောင်စီတပ်ရဲ့ခမရ422ကလွဲလို့မိုးပြဲမျိုးနဲ့မြို့ကစစ်တပ်စခန်းတွေကိုတိမ့်ပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ် အဲ့ဒီနောက်တနှစ်နီးပါးအကြာ2024ဒီဇင်ဘာလမှာတော့မြို့ကိုပြန်လည်သိမ်းဖို့စစ်ကောင်စီတပ်ကတံပြန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ဒီလိုတံပြန်ထိုးစစ်ဆင်တာမှာမိုးပြင်းမြို့မြောက်ဘက်ခြမ်းနှမိုင်းကျော်အကွာမှာရှိတဲ့မြို့ဆောင်တပ်ခမရ422ကိုခြေပြုပြီးမြို့တွေကိုထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက်အင်အား900ထပ်မံနေတုံးနေတယ်လို့ကရင်နီပူပေါင်းတပ်တာဝန်ရှိသူတွေကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ14ရက်နောက်ပိုင်းကစပြီးတိုက်ပွဲတွေပိုပြင်းထန်လာခဲ့ပါတယ်။လက်ရှိ မိုးပြဲမြို့မှာသာမကပဲဖဲခုံအင်းအရှိတ်ချမ်းမှာပါစစ်ကောင်စီနဲ့ပအုပ်ပြည်သူစစ် PNO တို့ရဲ့ထိုးစစ်ကိုဒေါ်လှရင်အင်အားစုတွေကရင်ဆိုင်နေကြရတာဖြစ်ပါတယ်စစ်မျက်နှာနှစ်ခုစလုံးမှာစစ်ကောင်စီဘက်ကအင်အား2000လောက်တုံးထားတယ်လို့ခန့်မှန်းရကြောင်းကရင်နီစစ်ဘက်သတင်းရှင်းမြစ်ကပြောပါတယ်တီနေရအရမိုးပြဲမြို့ဟာစစ်ကောင်စီစစ်ရုံးချုပ်အခြေဆက်ရာနေပြည်တော်စီကို나ရီပိုင်းနဲ့တွားရောက်နိုင်တဲ့လွန်ကောဖဲခုံမိုးပြဲပင်လောင်လမ်းပိုက်ပေါ်မှာတရှိတာဖြစ်ပါရဲ့ရှင်